ကျွန်တော်တို့ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းရဲ့ဥက္ကဋ္ဌဒေါက်တာဦးသန်းစိန်ဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာဖြစ်နေတာတော့ထိုင်းနိုင်ငံကဘူးကမ္ဘာနိုင်ငံတော်တော်များများပါဖြစ်နေတဲ့ဟာတော့ဒီကိုဗစ်မျိုးခွဲပေါ့နော်။ဒီအိုမီခရွန်ကနေပြီးတော့နောက်ထပ်တစ်ဆင့်မျိုးမျိုးမျိုးပြောင်းသွားလာတဲ့မျိုးခွဲတစ်ခုကနေပြီးတော့ဖြစ်တယ်လို့ဆိုပါတယ်။အဲမျိုးခွဲတွေကတော့နာမည်မျိုးစုံရှိတာပေါ့နော်။အဲတော့အဲ့မျိုးခွဲတွေကမျိုးခွဲတစ်ခုဒီအခုလို့အရင်တုန်းကဖြစ်ခုတဲ့ကိုဗစ် ပြင်းထန်တဲ့ကိုဗစ်ရောဂါလို့စပြီးဖြစ်တယ်လို့ပြောကြင်ပါတယ်အဲဒါကြောင့်ဒီသဘောကတော့ကိုဗစ်က2020ခုနှစ်မှာကမ္ဘာမှာစဖြစ်ပြီးကြတဲ့ဒီနေ့အထိရှိနေသေးတဲ့ယောဂါပိုးဖြစ်ပါတယ်ဒီယောဂါပိုးကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့သူ့ရဲ့လူပွားတွေနဲ့ပွားပြီးတော့ဆက်လက်တည်ရှိအောင်သူကသူပြောင်းလဲပြီးနေတာရှိပါတယ်အဲတော့တမန်အားဖြင့်ကတော့ကိုဗစ်ယောဂါဖြစ်တော်လည်းပဲလူတွေကမသိကြတော့ပါဘူးဘာလို့လဲဆိုတော့ကိုဗစ်ယောဂါဟာ အာတာမန်နာစီချောင်းစိုးတုတ်ခွေးယောဂါနဲ့ဒလန်တူတဲ့အတွက်ဒီနာစီချောင်းစိုးတုတ်ခွေးယောဂါလို့ပဲဖြစ်ပြီးတော့ပဲပျောက်သွားကြတာလည်းများတော့ကိုဗစ်ဖြစ်တယ်လို့တော့မသိပါဘူးအခုဒီကြောပြန်ဖြစ်လာတဲ့ကိစ္စကတော့ယောဂါဘိုးကမျိုးမျိုးဗီဇာပြောင်းလဲလာတဲ့အတွက်မျိုးဗီဇာပြောင်းလဲတဲ့ဘိုးပါပြင်းထန်တဲ့အဆင်ကိုရောက်ရှိလာတဲ့အတွက်ဒီယောဂါဘိုးကြောင့်မလို့အခုကမ္ဘာမှာရောထိုင်းနိုင်ငံမှာရောဒီယောဂါဖြစ်တယ်လို့မြန်မာနိုင်ငံမှာလည်းစတင်တွေ့ရှိနေပြီလို့ပြောတာရှိပါတယ် ဟုတ်ဒီမှာဖုန်းနှလုံးရှိအောင်နဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ကိုဗစ်ရောဂါရဲ့တဘာဝကတော့သူကအသက်ရှူလမ်းကြောင်းနေပြီးတော့ဟိုတူးနဲ့တူးကူးဆက်တာဖြစ်တယ်သူဖြင့် အဲလူတွေအထီးတွေ့များတဲ့အခါမှာလည်းပဲလူချင်းအထီးတွေ့များတဲ့အတွက်ဒီတဘာဝအပြင်ကတော့အသက်ရှူလမ်းကြောင်းပဲကူးစက်တာပါအဲတော့အနည်းကနေတဲ့အတွက်တူချင်းတူချင်းကူးစက်တယ်လို့ပြောနိုင်ပါတယ်အဲဒါကြောင့်မို့လို့လည်းပဲကိုဗစ်ဖြစ်နေတဲ့ကာလမှာအာမတ်စတာတာနော်တော့ခေါင်းစည်းဘူးတက်တာပြီးလို့ရှိရင်တူနဲ့တူနဲ့ခက်ခော်လေးကိုပြောရတာပြီးတဲ့အခါကျလို့ရှိရင်အပြင်နေပဲသွားလို့ရှိရင်လည်းမိမိမှာပါလာတဲ့အဲကြီးဝစားလေးချုပ်ပြီးလဲတာတော့နော်လက်ဆေးတာတော့ ဒါတွေဟာတာမန်အားဖြင့်ကိုဗစ်ကာလမှာကျင့်သုံးခဲ့တဲ့ကာဝယ်နည်းလမ်းတွေတိုင်းကျင့်သုံးသွားမယ်ဆိုလို့ရှိရင်ဒီကိုယောဂဖြစ်ပွားမှုနည်းနိုင်ပါတယ်။အဲဒါဆိုတော့ဒီနေ့လူတွေကဒီကိုယောဂမဖြစ်တော့ဘူးဆိုပြီးတော့ပြောတဲ့အတွက်မဆလမတက်တော့ဘူး။တူးနဲ့တူးနဲ့လည်းခါကွာပါမနေဘူးပူပူကရတိဖြစ်လာတယ်။ပြီးတဲ့အခါကျတော့တန်ရှင်းအားဖြင့်လည်းပဲအဲလက်ဆေးလာတို့လက်ဆေးတန်ရှင်းလာတို့အများနဲ့မလုပ်တဲ့အတွက်ဒီယောဂပြန်ဖြစ်တယ်လို့ပြောကြပါတယ်။ဒါပေမဲ့ကိုဗစ်ကူးစက်လာတာကတော့ ရှိနေတဲ့ကိုဗစ်က endemic လို့ခေါ်တာပေါ့နော်အင်္ဂလိပ်စကားနဲ့ပြောရင်အဲလူတွေမှာတော့ကိုဗစ်ကရှိနေတယ်သို့တော့ဒီကိုဗစ်ပိုးကလူကိုအသက်အန္တရာယ်ထိလောက်တဲ့အထူးဖြစ်တဲ့ကိုဗစ်ပိုးမဟုတ်တော့အဲ့လိုနေရာနေပြီးတော့သူမျိုးဗီဇာကွဲလာတဲ့အခါမှာအခုလက်ရှိမျိုးဗီဇာကွဲတဲ့ကိုဗစ်ပိုးကြောင့်မလို့ဒါလည်းအရင်လိုပြင်းထန်တဲ့အဲဒီယောဂါကြီးစတင်ဖြစ်လာခြင်းဖြစ်ပါတယ်ဆိုလိုတာနာသာမန်နာစီချောင်းစိုးဘဝနေပြီးတော့အသက်ရှင်တက်တဲ့ယောဂါကြီးအောက်ဆီဂျင် လိုအပ်လာတဲ့အထိဖြစ်ပြီးတော့ဆေးရုံဆေးခန်းတွေကိုတက်ပြီးကုသတဲ့ဟာမျိုးတွေတချို့ဆိုလို့ချင်းလည်းပဲတွေးပစ်တဲ့ယောဂါပေါ့နော်တွေးပစ်တဲ့ယောဂါဖြစ်ပြီးတော့ဒီအသက်ရှူလမ်းကြောင်းတွေတွေးကြောတွေပိတ်တဲ့ယောဂါတွေဖြစ်တာတွေရှိပါတယ်ဒါတွေကကိုယ့်ဘက်မှာဖြစ်တတ်တဲ့ပြင်းထန်တဲ့အဆင့်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုအသက်ရှူကြက်ပြီးတော့ဒုက္ခရောက်လာမယ်ဆိုလို့ရှိရင်တော့ဆေးဥဆေးခန်းကိုအများဆုံးသွားပြီးကုသမှာဖြစ်ပါတယ်ဒီနေ့ကိုဗစ်ယောဂါဖြစ်နေတဲ့ကိုဗစ်ကအဲ့ဒီလို ဟိုအသက်ရှူတန်းတန်းကြောင်ပိတ်တဲ့အထိတည်တဲ့အထိဖြစ်နိုင်တဲ့အတွက်ဒါကိုပြန်ပြီးတော့ယူဆန်ဖို့လိုချင်ဖြစ်ပါတယ်နောက်တစ်ခုကတော့ကိုယ်ရောဂါကဒီဆက်ဖြစ်ချင်တော့ကကာဝယ်ဆေးမရှိပါဘူးဖြစ်ပြီး6လအတွင်းမှာကဘာမှာကာဝယ်ဆေးတွေစတင်ထုတ်နိုင်တဲ့အတွက်လင်းမြန်မြန်ထုတ်နိုင်တဲ့အတွက်ထုတ်နိုင်တဲ့အပြင် လူများများကိုကာဝယ်ဆေးထိုးပေးနိုင်တဲ့အတွက်ဆရာတော်ဒီနှစ်ကျော်ကျော်လောက်ကာလမှာပဲကာဝယ်ဆေးအများကြီးထိုးနိုင်ပြီးတော့ လူတွေကကိုယ်ယောဂဖြစ်ဖို့ဖြစ်ပွားမှုကနေပြီးတော့အသေးစိတ်တထူးဖြင့်တည်မှုကနေပြီးတော့ကာဝန်နိုင်ရေးပြောတယ်ကိုယ်ကြောင့်တည်တဲ့လူတွေမရှိသလောက်ဖြစ်သွားတယ်ကိုယ်ယောဂပြင်းထန်တာဖြစ်တဲ့ယောဂသမားတွေလည်းယော့သွားတယ်ဒါတွေကတော့ကိုယ်ယောဂကာဝန်ရှိရဲ့အဲဒီအဓိကဒီကောင်းကျိုးပေါ်တယ်နော်ကိုဝိကာဝန်ဆေးထိုးနိုင်တဲ့အတွက်ကောင်းကျိုးကကိုယ်ယောဂဖြစ်ပွားမှုနည်းသွားခြင်းကိုဝိကြောင့်တည်တဲ့လူနည်းသွားခြင်းဖြစ်ပါတယ်အဲတော့ဒီနေ့အချိန်ခါမှာလည်းပဲ ကိုယ်ယောဂကာဝစီကိုပြန်ပြီးထိုးနိုင်မှုဆိုပြီးတော့ဆောင်ရည်ရရှိပါတယ်။အော်မြန်မာနိုင်ငံမှာထိုးနေတဲ့ကာဝစီတွေကအရင်တော့ဖြစ်တဲ့ကိုဗစ်ကာဝစီကိုဗစ်ပိုးပုံမှာထုတ်ထားတဲ့ကာဝစီဖြစ်တဲ့အတွက်ရှေးရခင်ကဖြစ်ခဲ့တဲ့ကိုဗစ်ပိုးကကွယ်ပေးနိုင်ပါတယ်။အစ်စ်အစ်စ်ဖြစ်လာတဲ့မျိုးဗီဇတွေပါတဲ့ကာဝစီကိုဒီပိုးတွေမှာပိုးတွေကိုတော့ကာကွယ်ပေးမှုအားနေတဲ့ဘောရှိပါတယ်။အဲဒါကြောင့်ဒီနေ့ဖြစ်နေတဲ့ပိုးဒီနေ့ကာဝစီ ထိုးထိုးပိတ်နိုင်သလားလို့ပြောရတာဒီနေ့ဖြစ်နေတဲ့ကာဝယ်ဖို့ဘိုးကိုကာဝယ်နိုင်စမ်းရှိတဲ့ဈေးကိုပြန်ပြီးတော့ထိုးဖို့လုပ်နေတာရှိပါတယ်အမေရိကန်နိုင်ငံမှာလည်းဒါကိုပြန်ထုတ်မယ်အဲတခြားနိုင်ငံတွေကလည်းဒါကိုပြန်ထုတ်မယ်ဆိုရင်တော့ကာဝယ်ဈေးအပြစ်သစ်ဒီရှိလာမှာဖြစ်ပါတယ်ဒီနေ့မြန်မာနိုင်ငံမှာထိုးပိတ်နေတဲ့ကာဝယ်ဈေးဟာပြီးခဲ့တဲ့နှစ်တည်းလုံးကမြန်မာနိုင်ငံမှာဖြစ်နေတဲ့ကိုဗစ်ရောဂါအတွက်ကာကွယ်နိုင်တဲ့ကာဝယ်ဈေးလာရင်ဖြစ်ပါတယ်အဲတော့ သို့တော်လည်းပဲအဲ့လိုကာဝယ်ဆေးရှိထားခြင်းအပြင်တော့ဖြင့်တော်တော်များများကိုဗစ်ဖြစ်မှုကာဝယ်နိုင်တယ်လို့သိရတဲ့အတွက်ရှိပြီးသားထိုးပြီးသားကာဝယ်ဆေးရှိထားရင်တော့ကိုဗစ်ကိုကာဝယ်နိုင်တဲ့သဘောရှိပါလေကိုဗစ်ကိုကာဝယ်ဆေးလုံးဝမထိုးရသေးတဲ့ပုဂ္ဂိုလ်များအနေနဲ့တော့ကိုဗစ်ကာဝယ်ဆေးထိုးတင်တယ်သူဖြင့်ကလေးသူငယ်တွေမှာကိုဗစ်ကာဝယ်ဆေးထိုးပေးနိုင်ပြီဖြစ်တဲ့အတွက်ကလေးသူငယ်တွေလည်းကိုဗစ်ကာဝယ်ဆေးကိုထိုးပေးနိုင်တော့ပိုကောင်းတယ်လို့ဆက်နေတယ်ပြောလို့ပါ စဖြစ်တဲ့ကာလကိုပြန်ကြည့်ရင်မြန်မာနိုင်ငံမှာမတ်လလောက်မှာစပြီးကိုဗစ်ရောဂါပိုးတွေ့တာပါအဲ့တော့မြန်မာနိုင်ငံမှာကိုဗစ်ရောဂါပိုးစတွေ့တဲ့မတ်လနေပြီးတော့တစ်ဖြစ်တစ်ဖြစ်နဲ့ဂျွန်ဇူလိုင်လောက်မှာတော်တော်လေးကိုများပြီးတော့လူတွေတော်တော်များများသေကြတဲ့အထိဖြစ်ပါတယ်အဲအဲ့ဒါကိုပြန်ကြည့်လို့ရှိရင်ဒီလိုမိုးဥကာလမှာအာတူရတယ်တူ ိမ်ထဲမှာနေကြတဲ့အတွက်နော်မိုးရွာတဲ့အခါမှာအိမ်ထဲမှာနေပဲစုစုဝေးလဲတကယ်မှာစုနေမယ်ဆိုရင်တော့ဒီကိုဗစ်ကူးစက်မှုကမြန်နယ်သဘောရှိပါတယ်သူဖြင့်ကိုဗစ်ကူးစက်မှုမြန်နယ်နဲ့အတူအခုအစ်စ်ဖြစ်လာတဲ့ယောဂါပိုးကြောင့်လို့များဆိုရင်တော့ယောဂါကိုဗစ်ပြင်းထန်နိုင်တဲ့အတွက်ဒါကြောင့်ဂရုစိုက်ဖို့လိုတယ်ဘာလို့လဲဆိုတော့ဒီချင်းကကိုဗစ်ဖြစ်မှုအများဆုံးအချိန်ဖြစ်ပါတယ်ပြီးခဲ့တဲ့ကာလတွေကိုပြန်ကြည့်ရင်လည်းအဲမတ်လောက်ကနေစပြီးတဖြည်းဖြည်းနဲ့ ိုဝိဒ်လူနာများလာဂျွန်ဂျူလိုင်မှာများတယ်စက်တဘာအောက်တိုဘာအထိကိုဟိုအများဆုံးဖြစ်တာဟုတ်တယ်ပါမြန်မာနိုင်ငံမှာရှိတဲ့ကိုဗစ်ရောဂါဖြစ်ပွားမှုတုံးတွေကိုပြန်ကြည့်ရင်လည်းဂျွန်ဂျူလိုင်ဩဂတ်စ်ကအများဆုံးဖြစ်ပြီးတော့အောက်တိုဘာလောက်တည်းမှာရောဂါဖြစ်မှုကျသွားဖြစ်တဲ့သူရဲ့ဖြစ်ပွားမှုကိုကြည့်လို့ရှိရင်ဒီဘိုးရင်းကာလမှာကိုဗစ်ရောဂါဖြစ်ပွားနိုင်တယ်ဆိုတာအသေးချာဖြစ်ပါတယ်ဒါပေမဲ့နောက်နှစ်တွေမှာဖြစ်သလားဆိုတော့နောက်နှစ်တွေမှာဖြစ်မှာမှုတဖြည်းဖြည်းနဲ့ကြာသွားပါတယ်အဓိကကတော့ကာဝယ်ဆေး ထုံးနိုင်နိုင်ပြီးတော့ဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီလူလူအနေနဲ့လည်းပဲဒီကျမ်းမာရေးပညာပေးတွေရနော်မတ်စတာတာမတ်စတာတာတွေရတစ်ခါခေါက်လေးတာတွေရနော်ဒီနေ့အထိနေရာနေရာတော်တော်များများမှာဒီစားတော့ဆိုင်နေနော်ဒီတချို့လေမြန်ကွေးနေအစားရှိမြန်ဒီနေရာတွေမှာလူတန်းစီတိုးရမယ့်နေရာတွေမှာခောက်ခေါက်ကနေမှုဆိုတော့ဆိုင်မှုကလေးတွေရှိနေစေဖြစ်ပါတယ်အဲ့ဒါကြောင့် ဒီ master ဖို့နဲ့ခါကောက်ဟာနေဖို့တော့ပို့ပြီးတော့ view ဆက်တင်တယ်လို့ရှင်းနေတယ်ပါကြလို့ပါအတိအတိကျပြောရမယ်ဆိုရင်တော့ omicron variant လို့ပဲပြောလို့ရပါတယ်အဲ့တော့ omicron ငနနဲ့ပြန်ပွားလာတဲ့မျိုးဆက်တင်ဖြစ်တဲ့အတွက်အဲဆိုလိုတဲ့ဘောကတော့ omicron ဆိုတာမူလဖြစ်တဲ့ covid ရဲ့တာသမီကြီးလို့ပဲပြောလို့ရပါတယ်အဲ့အဲ့တာသမီကြီးကနေနောက်ထပ်တစ်ခါတာသမီကြီးတွေမျိုးလာတဲ့အခါကျတော့ဒီတာသမီကြီးတွေကနေပြီးတော့ပေါက်ပွားတဲ့ပိုးတွေဖြစ်တဲ့အတွက် ဗေးရီယံတော့နည်းနည်းလေးခွာခွာသွားနိုင်ပါတယ်သို့တော့ဒီမျိုးဆက်ဆိုတာတည်ကြပါတယ်ဒီမျိုးဆက်ဆိုတာတည်ကြတဲ့အတွက်အမျိုးဆက်ကအချိန်အချိန်မြင့်ဒီဗိုင်းရပ်ကလည်းဗိုင်းရပ်စ်ရှင်သန်မှုအတွက်လူမှာပဲရှင်သန်နိုင်တော့လူမှာလူမှာရှင်သန်နိုင်မှုတွေကသူကမျိုးမျိုးဗီဇာလေးပြောင်းပြောင်းပြီးတော့သူကအာလူလူထဲမှာနေလို့ရအောင်လုပ်နေပါပဲအဲနေလို့ရအောင်လုပ်နေတဲ့အတွက်နေရင်းနဲ့လူမှာထိခိုက်တာက ပြင်းလာတဲ့အခါမှာယောဂပြင်းလာတဲ့သဘောရှိပါတယ်အဲဒါကြောင့်ဒီယောဂပြင်းတာကိုဟိုဖြစ်သွားတဲ့မျိုးရိုးတော့သတိထားမယ်လို့ပြောမှာဖြစ်ပါတယ်တက်လိုက်သမျှတော့မကူးဆက်အောင်နေနိုင်ဖို့အရေးကြီးပါတယ်မကူးဆက်အောင်ကတော့မတ်စတာပဲဘာကောင်နေရမယ်လက်စီးရမယ်တန်ရှင်းလို့ရမယ်ဒါတွေကလူလူကိုရေတန်ရှင်းအတွက်အအကာအွယ်ပြုပြုခြင်းနဲ့အများအပြားပြောင်းပွားမှုကာဝတ်နိုင်မှာဖြစ်ပါတယ်နောက်လူကတော့ကာဝတ်ဆေးထိုးနိုင်ရင်တော့ပိုကောင်းတယ်ထိုးပြီးသားရှိလို့ရှင်လည်းပဲဘူစတာတွေပါလိမ့်ပေါ့နော်တချို့ဆိုလည်း အဲစစတော့တခါပဲထိုးပြီးနောက်မထိုးတဲ့လူတွေရှိတယ်။စတော့သုံးချိန်ထိုးပြီးတော့ခုတည်းမထိုးတဲ့လူတွေရှိတယ်။စတော့တခါမှမထိုးတဲ့လူတွေရှိတယ်။ဆိုတော့တခါမှမထိုးဘူးတဲ့ပုံကိုယ်တွေနဲ့တော့ထိုးထားရင်ပိုကောင်းတယ်။ထိုးပြီးသားလူတွေနဲ့လည်းဘူစာရှိနိုင်ရင်တော့ထိုးနိုင်တော့ပိုကောင်းတယ်။ဘူစာမရှိရင်တောင်မှထိုးပြီးသားအခြေအနေကိုအခြေအနေရရှိတော်ညာလည်းပဲအဲခုနပြောတဲ့အကာအကွယ်လေးပို့တုတ်ထားမယ်ဆိုလို့ရှိရင်ပိုကောင်းတယ်လို့ပြောချင်ပါတယ်။အဲထိုင်းကနေဗမာကူးတယ်လို့ ပြောဖို့ကတော့အင်မတန်ပြောစရာလိုပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ကိုဗစ်ကမြန်မာမှာလည်းရှိနေတာ။ဒီပိုးကမြန်မာရှိနေပြီသားပုံဖြစ်လို့ဒီပိုးစီထိုက်ရကိုရလားဆိုတော့အင်မတန်ပြောဖို့ခဲယူပါလေ။အဲတော်တော်တော်ဒီ virus တွေကိုတကယ်မျိုးခွဲတွေအသေးစိတ်လေ့လာပြီးတော့မှပဲသူဖြင့်ဒီကိုဗစ်ရဲ့ gene ပေါ့နော်။ကိုဗစ်ရဲ့ gene ကိုလေ့လာပြီးတော့မှပဲဒီ gene ရဲ့အခြေခံကဘယ်နေရာလာလဲဆိုတာပြောရမှာဖြစ်ပါလေ။အဲတော့အရင် 2020ခုနှစ်ကိုဗစ်ဖြစ်ွားတော့လည်းပဲဒီကိုဗစ်ရောဂါပိုးကတနင်္ဂနွေတနင်္ဂနွေကိုဆက်တယ်ဘယ်လိုမှထိန်းလို့မရပါဘူး။ဘာလို့လဲဆိုတော့တနင်္ဂနွေတနင်္ဂနွေကိုလို့ဆက်ဆံသွားလာနေတဲ့လူတွေရှိတဲ့အတွက်ယောဂရှိမှမသိတဲ့လူတွေအများကြီးယောဂရှိတယ်။သို့သောယောဂလက္ခဏာမပြဘူး။အဲအဲ့ဒီပုံကူတွေကအများကြီးရှိနေပါမှာ။အဲ့ဒီအများကြီးရှိနေတဲ့အတွက်ဒီကုလူသွားလာနေတဲ့ဟာကိုပိတ်ပင်ဖို့ဆိုတာအင်မတန်ခိုင်းပါလေ။အဲဒါကြောင့်ဒီနေ့အေကွာမှာ ကုသရောဂါဖြစ်လာရင်ပြန်ပွားမှုတွေဘယ်လိုလုပ်ရမလဲဆိုတော့ဒါအပြည့်ဆန်ဥပဒေတွေကိုလည်းပြန်လည်ပြင်ဆင်တာလည်းရှိနေပြီဆိုတော့အော်တနိုင်ငံနဲ့တနိုင်ငံကုသတာကိုပြောဖို့တော်တော်လေးကိုခက်ပါတယ်အော်အရေးရင်အဲ2020ခုနှစ်တော့ပြန်ကြည့်ရင်အဲအဲ့လိုတနိုင်ငံနဲ့တနိုင်ငံကုသမှာဆိုလို့လေမြန်တွေကိုခီးသွားမှုရတာလို့နော်ပစ္စည်းပစ္စည်းတွေကိုတည်ယူပို့ဆောင်မှုရတာလို့လုပ်တဲ့အခါကျတော့အားလုံးမှနေလာနော်အေးခီးသွားတယ်လည်းနေလာတယ် ပစ္စည်းတွေမရတဲ့အတွက်နင်းလာတယ်ပစ္စည်းတွေမပိုးရတဲ့အတွက်စူပါရီနင်းလာတယ်ဆိုတော့တော်တော်များများဘယ်မှာမှနိုင်ငံတော်တော်များများနင်းလာကြတာရှိပါတယ်အဲဒါကြောင့်အားလုံးကိုပေါင်းပြီးတော့ထိန်းသိမ်းဆောင်ရွက်ရမယ်ထိုင်းနိုင်ငံမှာကာဝေးရေးလုပ်နေသလိုမြန်မာနိုင်ငံမှာလည်းကာဝေးရေးလုပ်ရမယ်ခုနပြောဆိုကာဝေးစီးတွေထိုးရမယ်အကာအကွယ်လုပ်ငန်းကိုပြည်သူနားလည်အောင်လုပ်ပေးရမယ်ဆိုရင်ဆိုဒီလုပ်ငန်းကထိန်းသိမ်းပြီးသားဖြစ်သွားမှာပေါ့အော်ဒီလိုမိုးရာသီကာလမှာအာ virus အများကြီး ပြန်သွားတဲ့သဘောရှိပါတယ်လူမှာရှိတဲ့ virus မျိုးစုံရှိပါတယ်အဲဒီမျိုးစုံကနေပြီးတူးနဲ့တူဦးစတဲ့အတွက်တုတ်ဝေးယောဂါတွလွန်တုတ်ဝေးယောဂါနော်နောက်အခုတွလွန်တုတ်ဝေးယောဂါမျိုးကျလာဆိုချင်းရတဲ့တစ်ဆင့်ဦးစတဲ့ယောဂါအဲတော့ချင်းရတဲ့တစ်ဆင့်ဦးစတဲ့ယောဂါဖြစ်တယ်ကလေးတွေမှာဒါချင်းမကြိုက်အောင်အွန်နေဖို့ဆိုတဲ့ဟာမျိုးချင်းမရှိအောင်ချင်းမပွားဝါအောင်ထိန်းသိမ်းရတဲ့ကိစ္စတွေလို့ရတယ်လို့တူးနဲ့တူးနဲ့အဲလေရတဲ့ဆင့်ဦးစတဲ့ယောဂါတုတ်ဝေးယောဂါအများကြီးရှိပါတယ် ဲ့တော့ influenza virus ဆိုတုတ်ခွေးရောဂါပိုးဟာအထောင်ချီပြီးရှိပါတယ်အဲ့တော့ထောင်ချီရှိတဲ့တုတ်ခွေးရောဂါပိုးဟာဒီတုတ်ခွေးရောဂါပိုးဟာမဖြစ်ဘူးပဲနောက်တုတ်ခွေးရောဂါတမျိုးကဖြစ်နေပါတယ်လူတစ်ယောက်မှာဒီတုတ်ခွေးရောဂါပိုးခံနိုင်ရှိပြီနောက်တုတ်ခွေးရောဂါပိုးကြခံနိုင်မှုရှိတာကိုတွေ့ရတယ်ဆိုတော့တနေ့လည်းတနေ့လည်းမတူတနေ့ထဲမှာလည်းပဲပိုးတစ်ခုနဲ့တစ်ခုနဲ့မတူတဲ့အတွက်ယောဂပိုးကူးစက်မှုကအခုလိုမိုးရင်ကာလမှာပို့ပြီးတော့ပြန်ပေါင်းမှုညံတဲ့အတွက်ဖြစ်နိုင်ရင်တော့ public area သွားတိုင်းသွားတိုင်းပေါ့လေ public area ဆိုပြည်သူနဲ့အများကြီးထိတွေ့ရအများကြီးထိတွေ့ရတဲ့နေရာကိုသွားတိုင်းသွားတိုင်းဆိုလိုတာဈေးသွားသည်ဖြစ်စေအဲယုံသွားသည်ဖြစ်စေအလုပ်သွားသည်ဖြစ်စေအဲတော့မလို့ရှင်လည်းဒီဈေးဝယ်သွားတာပေါ့လေနော်အဲလိုသွားသွားလာလာလုပ်လို့ရှင်အများဆုံးကတော့အလဲဆုံးကတော့ master ထားပါမယ်ပြ master တက်ကြပြီးကိုယ့်ကိုသူများရဲ့ပိုးတွေမွေးနိုင်အောင်လုပ်သူကိုယ့်ပိုးကိုလည်းပဲသူများအောင်ပြန်နိုင်တဲ့အတွက် မတ်အမြဲတမ်းတက်ဆင်ထားဖို့လိုပါတယ်အပြင်သွားရင်မတ်စတာဖို့လိုပါတယ်ဆိုတဲ့ဘောပြောချင်ပါတယ်လူအများရှိတဲ့ခါမှလည်းခတ်ခွာဝါဒီကိုတူးနဲ့တူးနဲ့ခတ်ခွာနေတန်းနိုင်ရင်တော့6ပေခွာတိနေနိုင်တော့ပိုကောင်းပါတယ်ပြီးရခါကြလို့ချင်းအပြင်သွားပြီးလို့ပြန်လာတိုင်းပြန်လာတိုင်းအိမ်ဝင်မှာလက်ဆေးဖို့ညနာတက်ဖို့နော်အိမ်ကြီးဝယ်စားလဲဖို့ဒါလေးတွေကိုကြံ့နေတယ်အဲ့တော့လိုပါတယ်